ဆက်ရှိရမှုမိလေ7နှစ်ခွဲလောက်ပေါ့ကွာအဲ့ဒီချိန်မှာပထမဆုံးစလုပ်လိုက်တာပထမဆုံးစလုပ်ပြီးတော့သူကမမလေးတောင်းကြလောက်ကိုလှုပ်ထုတ်လှုပ်တာပါအဲ့ဒီလှုပ်ပြီးတော့သူဒီဥဒ္ဒရာလေးရောက်နေတဲ့အညာပေါ်ကခေါင်းတော်ကဥဒ္ဒရာလေးရောက်ပြီးတော့ အဲ့ပထမကြီးတုတ်ပြီးတော့သူအတူနဲ့ကိုဝင်ပြီးတော့ခလာမူတိုက်တဲ့ဝင်ပြီးတော့ဆရာကြီးကဂျုံကြစီမရှိသေးဘူးအဲဒုတိယအချိန်လှုပ်လိုက်တော့ဒုတိယအချိန်လှုပ်လိုက်ပြီးတော့သူ့ကိုပြလိုက်တော့ပြည့်စည်းတာကြီးတွေ့ရတာအဲမျက်နှာကိုပြင့်ချသွားတာတွေ့ရတယ်ခန္ဓာမူကတော့ပြောလိုက်တယ်ခန္ဓာမူကတော့ဘယ်လိုဘယ်နဲ့ဒီပွဲမှာတော့ဂျင်းမဆက်အောင်ကိုခံစားလိုက်ရတယ် အဲ့ဒီခံစားမှုကလည်းဒီနေ့အထိအခုထိရှိနေတယ်အဲ့ဒီခံစားမှုကအခုထိရင်ထဲမှာအပြည့်ရှိရင်ထဲမဆောက်အောင်ရှိဖះကြတော့ ဘဏ္ဍခုနှစ်ခဏတည်ရှိဒီပြာကသူ680လူဦးနဲ့မှာတည်တာပေါ့အဲပြင်းရအမင်းရည်ကြီးရတာအရှင်ဥစ္စနာပေါ့လေအခုမင်းဖြစ်တဲ့နေ့မှာတည်တာပြင်းရတို့တည်နေကလေသူကဆယ်နှစ်တော့ကြာတော့ပေါ့ပြင်းရတို့တည်ကက680လူဦးနဲ့မှာပြင်းရဟုတ်ဒီလူမျိုးတည်တာအဒီလူမျိုးရတာအရှင်ဥစ္စနာက680လူဦးမှာဒီမန္တလေးနေ့မှာတည်တာ ခုစီနေတဲ့ခုနှစ်ဘက်ကလေးထရကြည့်ပြီးတော့အဲ့တဲ့နေ600ရှိတဲ့ဒီကနေ့ကိုနှုတ်လိုက်ဒီဖြားရေးတက်900နဲ့တနည်းရှိပါအော်ဒီရာလဲမန်လေးတိုင်းနဲ့ပဲเนาะဟုတ်ကဲ့ဗျာမန်လေးတိုင်းသူကအခုတော့ဒရာဟုကခရိုင်မြို့အဆင့်ရောက်တာမြို့ဟုတ်ဒရာဟုဆိုင်ဒရာဟုမြို့ရပ်ွက်အနေနဲ့ဒီမှတ်သုံးနေပြီတော်တော်ရပ်ွက်ပေါ့ဒီကြားရေးတည်ရဟုတ်ပြီးတော့ဒီငလင်ကကြတော့ဒီမှာစဖြစ်တဲ့နေရာ ဒါတော့ဖြစ်ပြတဲ့ဟာလေးနည်းနည်းပြောပြတာအဲ့တော့သူကဆက်ဆက်ရှိရမလို့မိလေ7နှစ်ခွဲလောက်ပေါ့ကွာအဲ့ဒီအချိန်မှာပထမဆုံးစလုပ်လိုက်တာလေပထမဆုံးစလုပ်ပြီးတော့သူက5မိနစ်ပေါင်းကြည့်တော့လှုပ်လှုပ်လှုပ်တာပါအဲ့လိုလှုပ်ပြီးတော့သူဒီဥက္ကဋ္ဌလေးရောက်နေတယ်အညာပေါ်ကဘောဒ္ဓဥက္ကဋ္ဌလေးရောက်ပြီးတော့ အဲ့ပထမအကြိမ်ဆုံးပြီးတော့သူအတူနဲ့ကိုဝင်ပြီးတော့အလားမကြီးတိုက်တဲ့ဝင်ပြီးတော့ဆရာကြီးကယုံကြည်စုံမရှိသေးဘူးပေါ့အဲဒုတိယအကြိမ်လှုပ်လိုက်တော့ဒုတိယအကြိမ်လှုပ်လိုက်ပြီးတော့သူ့ကိုကြည့်လိုက်တော့ပြည့်စုံတာကြီးတွေ့လိုက်အဲမျက်နှာကိုတွေ့ကြသွားတာတွေ့ရတယ်ပေါ့အဲနောက်ပြီးတင်မြုပ်မှလည်းဇီးတွေတော်တော်များများအိမ်တွေတော်တော်များများလည်းပြတ်တယ်ဟုတ်တယ်တော်တော်ကိုပြတ်ပါတယ် ဒီခုတဘူကြီးပြားလေးဆိုတာကြီးကိုတော်လို့ကိုပြတ်တယ်တဘူကြီးပြားတိုင်းကိုပြတ်သွားတယ်အဲ့ညိုလေးကောင်မှရှိတဲ့မူလာစီကြီးလက်ပြတ်တယ်အညိုလေးကောင်မှရှိတဲ့ဆေးဥကိုပြားဆိုတာလက်ပြတ်တာပဲမနူအောင်ကြောင်းတို့ဘာလို့ဆိုလဲပြက်စီးတာပဲပြက်စီးတယ်မနူကကိုတော့မရောက်ပါဘူးမရောက်ပြီမဲ့ဒီပုံရိုက်ပြီးသားပြတဲ့လူရှိတယ်အဲသူကတောင်းတဲ့မြင်းနဲ့သာကတော်သေးတယ်အရှိတဲ့မြင်းနဲ့သာရောက်ခဲ့မြင်းနဲ့သာအနောက်ခဲ့မြင်းနဲ့သာရရမရှိအောင်ပြက်သွားတယ် အဲ့ဒါပြီးတော့စန္ဒမူနီလည်းအဲ့ဒီအနောက်ဘက်ကပဇောင်းတော်ကြီးလို့ပြောအဲ့ရောဘုရားကုလုံးတော်ကြီးလည်းဖောင်းရင်ကနေစပြီးကြာပါတယ်။အောက်ဖောင်းရင်ကနေစတယ်။လောကတရဖူကြာတော့လေဒီကဘေးလိုက်ကြီးกว่าကြာပါဘူး။ပြီးတော့ပြန်။ရေကြောင်ကပြန်တယ်။ ဒီဖရာကြီးစဖြစ်တဲ့ဒီမှာလေလူ့စိတ်ထဲမှာရောခံစားမိတာအကူရှိတာလည်းခံမှုကတော့ပြောလိုက်မယ်ဟုတ်ခံစားမှုကတော့ပေါ်လီဘာနဲ့ဒီဝဲမှုကတော့ဇင်းနဲ့မဆက်အောင်လို့ခံစားလိုက်ရတယ်အဲ့ဒီခံစားမှုကလည်းဒီနေ့အထိအခုထိရှိတယ်အဲ့ဒီခံစားမှုကအခုထိဇင်းနဲ့မှအပြည့်ရှိဇင်းနဲ့မဆက်အောင်ရှိတယ်ကိုကိုရာနဲ့ဒီဖရာမှာပဲ ကုသိုလ်ကောင်းမှုပြုလုပ်ပေးတာဆိုတော့တော်တော်ခံပါတယ်။ဆရာတောင်းလို့ကြီးရပေါ့ကွာ။ကိုကိုတိုင်ကလည်းပဲဒီရဇာတိဆိုတော့ဒါကုဒါဘုကိုရကုဇာကုဖျားပေါ့ကွာ။ဟုတ်။ရှင်းရှင်းပြောရအောင်။ရောကိုစစ်တမ်းနေတာဒီဖျားထဲမှာစာကျက်ခဲ့ရတာလေ။ကိုဘုရားမှာကိုနေလေရ။အဲ့တော့ဒီဖျားကိုဖျားကိုပိုင်ဖျားလို့ကိုစီထဲမှာအောင်းမိနေရော။ဘုရားခံစားခဲ့တာ။